ချမ်းသာကြွယ်ဝတဲ့ဂုံတွေကြီးတယောက်နဲ့စာပေပညာရဲ့တူကိုနှက်ဆက်ကျွမ်းကျင်တဲ့ပညာရှင်ကြီးတဦးတို့ဟာပင်လယ်ကမ်းရံမြို့ကလေးကိုအလဲပက်ခီးထွက်လာကြတယ်။ပင်လယ်မြို့ကလေးကနေနေတဝက်လောက်လေနဲ့ခီးသွားရတဲ့နေရာမှာပလဲချွန်းလို့ခေါ်တဲ့လူသူရောက်ပေါက်နေသေးတဲ့ဒါရလာပတဲ့ချွန်းကြီးတချွန်းရှိတယ်။ဂုံငယ်ကြီးလည်း အလေပဲထွက်လာခိုင်းမှာအဲ့ဒီဂျွန်ကြီးကိုတွားရောက်ပြီးတော့စီပွားခွင့်လန်းနေရှာဖွေရကောင်းမယ်လို့တွေးပြီးပညာရှိကြီးကိုတွားလဲကြဖို့အဖို့ခေါ်ပါတယ်ပညာရှင်ကြီးလည်းလိလာစရာချင်းငယ်ဒရိစံနေနဲ့ကြောက်တုံးကြောက်ခဲနမူနာတွေတွေးနိုင်မယ်လို့စဉ်းစားပြီးတွားရောက်လဲပဲကြဖို့သဘောတူလိုက်တယ်သူတို့ဟာ လူဝတ်တဲ့စားတောက်စရာတွေရွက်ဖြင့်တဲတွေပြင်ဆင်ပြီးတော့နန်းနဲ့စောစောမှာလေငါဘူရကန်းကြီးကိုထွက်လာခဲ့ကြတယ်။လမ်းလျှောက်လာကြရင်ကန်းကြီးတနေရာမှာလေတစည်းစက်ကတ်ထားတာကိုလက်မြင်လိုက်ရတယ်။လေနဲ့မလမ်းမကမ်းမှာတော့အဝဲနွန်းနွန်းကွစ်စင်ထားပြီးတောင်မြေပေါ်မှာခြေထောက်ကိုချိတ်ခါအပူပင်မဲ့လဲလျောင်းနေတဲ့ ်ငါဖန်သမားတယောက်ကို တွေ့ရတယ်။ကုံနယ်ကြီးရပညာရှင်ကြီးကိုဟိုးမလဲလျောင်းနေတဲ့လူကတော့ငါဖန်သမားဖြစ်ဟန်တူတယ်။သူ့လေကိုငါပြီးကျွန်းသွားကြရအောင်လို့ဆိုလိုက်ပါတယ်။ဆက်ပြီးတော့ဒီလူတွေဘဝမှာမကြိုးစားပဲတတောင်တတာနေကြလို့စဉ်စဉ်ရဲရဲနေကြရတယ်လို့လည်းမှတ်ချက်ပေးပြန်ပါတယ်။ပြီးတော့ သူဟာလေသမားကို ဆုံးမစကားပြောဖို့စိတ်ကူလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာလေသမားနာချင်းကပ်သွားပြီးတော့ဂုံတယ်ကြီးကစကားဆပါတယ်။မောင်ရင်ကငါဖန်သမားဖြစ်ဟန်တူတယ်။ဘာဖြစ်လို့ပင်လေတဲ့ငါဖန်မထွက်ပဲတောင်းပြမှာချိန်ဖြုံးနေတယ်လေလို့မေးလိုက်ပါတယ်။တကယ်တော့ငါဖန်သမားဟာတိမ်နွေးရဲ့အခြေအနေကိုကြည့်ပြီးငါဖန်ထွက်တဲ့မတဲ့ စဉ်းစားနေခိတ္တအနာယူလဲလျောင်းနေတာဖြစ်တယ်။ဘုံငယ်ကြီးရဲ့ပြည့်တင်တဲ့ကြာရတဲ့အခါငါဘန္ဓမာကစိတ်ခုသွားပြီ။အခုပင်လေတဲ့ငါဘန်းထွက်တော့ကျွန်တော်ဘာတွေရမှာမဟုတ်လဲလို့ပြန်မေးလိုက်တယ်။ဘုံငယ်ကြီးကမနဆောဆောကြူကြူသာငါဘန်းထွက်တော့ငါတွေအများကြီးရမှာပေါ့။စားဖို့တော့ဖို့တဲ့ပူရှံအောင်ရရင်ဈေးမှရောင်းပြီး ဘူကောင်းတဲ့ငါဖန်ပိုက်တွေလေတွေဝင်နိုင်မှာပေါ့လို့ပြန်ပြောတယ်။ငါဖန်သမားလည်းအဲ့ဒါတွေဝင်နိုင်တော့ကျွန်တော်ကဘာတွေရမှာမို့လဲလို့ပြန်ပြောပါတယ်။ဘုံငယ်ကြီးလည်းတုံအားလိုက်တဲ့ငါဖန်သမားပဲလို့တွေးပြီးငါဖန်ပိုက်တွေလေတွေဖို့ရှိလာတော့ငါဖန်လုပ်သားတွေငါပြီးမောင်ရင်ကစီမံခန့်ခွဲလို့ရတာပေါ့။အဲ့ဒီခါငါတွေပူရပြီး အသည်များဤပူရလာတဲ့အခါမောင်ရင် လူချမ်းသာဖြစ်မှာဘောလို့ပြန်ပြောတဲ့ငါဖန်သမားကလူချမ်းသာဖြစ်လာတော့ဘာတွေရမှာမို့လဲလို့ထပ်ပြောပြန်တယ်။ကုံနေရစိတ်မရှိတော့ပဲဒီမှမောင်ရင်လူချမ်းသာဖြစ်တော့လှုပ်ချင်တာတွေလွယ်လွယ်ကူကူလုပ်လို့ရပြီစိတ်ချမ်းသာတာနဲ့တက်တောင့်တက်တာနေနိုင်တာပေါ့ကွာလို့ပြောလိုက်တဲ့ငါဖန်သမားက အခုလဲကျွန်တော်လဲလျောင်းနေတဲ့တောင်ပြင်ပေါ်မှာအေးအေးလူလူသတောက်သတာလဲလျောင်းပန်းဖြစ်နေတာပဲလေလူခနေလိုက်ပါတဲ့ကုံငယ်ကြီးဟာစူစုံမရခတ်တဲ့လူမိုက်ပဲပဲလို့တွေးပြီးစကားဆက်မပြောတော့ပါဘူးပညာရှိကြီးကကြားနေကဲမိတ်ဆွေတို့ညင်းခုန်နေရနဲ့လာရင်ကိစ္စအောင်မရောက်တော့ဘူးငါတို့တွေပလဲချွန်းကိုသွားရောက်လဲပတ်ချင်လို့ မောင်ကြီးရဲ့လေနဲ့လိုက်ဖို့ပေးနိုင်မလားလေနဲ့အသားပြန်ကြီးတွေထိုက်ထိုက်တနံတဲ့ဗျာငါတို့ပေးပါမယ်လို့ကန့်လန့်တဲ့လေသမားလဲကျုံးကိုအချူပိုးလို့ရုံနဲ့ငါထွက်ဖန်တာထက်ငွေတဗျာပိုရမှာဖြစ်လို့လိုက်ဖို့ဖို့သဘောတူလိုက်ပါတယ်ဒီလိုနဲ့သူတို့သုံးယောက်ဟာပလဲကျုံရှိရအောင်ခီးထွက်လာခဲ့ကြတယ်လမ်းကြီးမှာပညာရှင်ကြီးဟာ ပြင်းပြင်းရှိရနဲ့အသိဉာဏ်နဲ့ပြီးသုံးမှတ်ခတ်တဲ့လေသမားကိုပညာရဲ့ရေးကြီးပုံပြောဆိုသုံးမှတ်ခြင်းသိပေါ်လာပါတယ်။ဒါနဲ့ပညာရှင်ကြီးကလေသမားကိုစကားစတယ်။မောင်ရင်ကနန်းတင်ချာတွေ့တတ်သလားလို့မေးတယ်။လေလုံးနဲ့လေသမားကောင်းမှုပဲရံပြလိုက်တယ်။ပညာရှင်ကြီးကထပ်မေးပြန်တယ်။ဒီမျိုးရဲ့အရှိဖက်မိုင်းတရားကွာတဲ့နေရာမှာချမ်းသာကြွယ်ဝတဲ့ လူမျိုးခြားတိုင်းပြည်တပြည်ရှိတယ်။သူတို့ရဲ့ဘာသာစကားရောမောင်ရင်ပြောတတ်သလားလို့မေးတယ်။လေသမားလည်းခေါင်းခါလိုက်ပြန်တယ်။ပညာရှင်ကြီးကဒါဆိုမောင်ရင်တို့မချမ်းမမာဖြစ်တဲ့အခါဘာကြောင့်ဖြစ်တဲ့ဘယ်သစ်ပင်သစ်မြစ်တွေနဲ့ကုသနိုင်တယ်ဆိုတာရောလေ့လာဘူးသလားလို့ထပ်မေးရတယ်။လေသမားကလေလုံးနေရင်ခက်လန်လန်အတိတ်တွေကိုစူးစိုက်ကြည့်နေတာတွေ့ရပါတယ်။ ဒီလိုနဲ့ပလဲကျွန်းကိုခတ်ရရင်လမ်းမြင်ရတဲ့နေရာလဲရောက်ရောလူတည်းရဲ့ကောင်းကင်ဟာမဲမောင်လာပြီးဘုသက်မုံတိုင်းကြာရောက်လာပါရောတဲ့လေကိုအားဆိုင်လုံနေတဲ့လေသမားလော်တက်ကိုခဏချလိုက်ပြီးတော့ခရီးတဲ့ပညာရှင်ကြီးနဲ့ကုန်းတဲ့ယူလမ်းမြလိုက်ပါတယ်မိတ်ဆွေတို့ရေကူးတက်လာခီးတဲ့နေရာလေတယောက်မျက်နှာတယောက်ကြည့်ပြီးခေါင်းခါလိုက်ကြတယ်မကူးတက်ပါဘူးဘာဖြစ်လို့လဲ လုပ်ပြန်မိကြတယ်။ပြင်လေထဲမှာလိုင်းလုံးကြီးတွေကလည်းလေကိုတဝုံးရိုက်ခတ်လာပါတော့တယ်။လေသမားကဘုံတိုင်းကအရန်နီးခတ်လာပြီ။ကျွန်တော်တို့လေကကျုံးကိုမရောက်ခင်ပျက်စီးသွားတော့မှာမို့လေပျက်စီးသွားတဲ့အခါကျုံးရှိရာကိုလက်ပစ်ကူးသွားမှာအသက်ချမ်းသာရပါလိမ့်မယ်လို့ပြောပြီးလေပေါ်မှာခုန်ချတာကျုံးရှိရာကိုလိုင်းလုံးတွေနဲ့အတူကူးခတ်သွားပါတော့တယ်။ ရေမကူးတဲ့တိုက်ခုံတွေကြီးနဲ့ပညာရှင်ကြီးတို့နှစ်ယောက်ကတော့လေနဲ့တူပင်လေထဲမှာအသက်ဆုံးရှုံးကြရပါတော့တယ်။လေသမားကတော့ကျုံးမော်ကိုကူခတ်လာနိုင်လို့အသက်ချမ်းသာရခဲ့ပါတယ်။လူသူမရှိတဲ့ကျုံးမော်မှာလာခဲ့မဲ့သူမရှိပဲတယောက်တည်းစင်စင်ရဲရဲနေရတဲ့အခါလေသမားကဂုံတွေကြီးပြောတဲ့စကားကိုပြန်ကြားရအောင်လာပြီးတော့ ငါမှသာလုံသမားငါဖန်သမားရရှိရင်ငါ့ကိုလိုက်ရှာကြမှာပဲဒီထက်ပိုကြည့်ပြီးခိုင်ခန့်နဲ့လေရှိရင်လေမုံတိုင်းတိုက်တဲ့အခါလွယ်လွယ်ပျက်စီးမှာမဟုတ်ဘူးလို့တွေးမိပါတယ်ညာဘက်ဆိုမချင်ရင်နေကြိုက်တာကြောင့်သူကငှက်ပြာယောဂလည်းဝင်လာပါတယ်သူကကိုယ့်ကိုယ်ကိုယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဘယ်လိုကုသရမလဲဆိုတာမသိတဲ့အတွက်ကျုံးပေါ်မှာပဲအပြာကြီးပြီးတော့ တဖြည်းဖြည်းနဲ့အင်အားကြီးနေလာတာသိဆုံးသွားပါတော့တယ်